င်္ဂလာပါရှင်။ CNI သတင်းဌာနရဲ့2025ခုနှစ်မေလ29ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့နိုင်ငံရေးခွင့်ရတန်းတူမရှိပါကဖက်ဒရယ်မဖြစ်နိုင်ဘူးလို့ပအိုးလက်နက်ကင်ကောင်းဆောင်ဗိုလ်မှူးကြီးခွန်ဥကာကပြောဆိုလိုက်တဲ့သတင်းတရုတ်တရှိုလုံးမှုကိုတတိထားဖို့အိန္ဒိယက CCTV စကန်တိုးမြင့်လိုက်တယ်ဆိုတဲ့သတင်းအပါအဝင်နောက်ဆုံးရပြည်တွင်းသတင်းနိုင်ငံတကာသတင်းတွေအားကစားသတင်းတွေကိုတင်ဆက်ပေးမှာပါ ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နိုင်ငံရေးအခွင့်အရေးတန်းတူမရှိပါကဖက်ဒရယ်မဖြစ်နိုင်ဘူးလို့ပအိုးလက်နက်ကင်ကောင်းဆောင်ဘုံမူကြီးခွန်ဦးကာကပြောဆိုလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။ ဖက်ဒရယ်ဥပဒေနဲ့အညီပြန်သွားမယ်ဆိုရင်နိုင်ငံရေးအခွင့်အရေးတန်းတူမှုကိုပြန်ပေးရမှာဖြစ်ပြီးနိုင်ငံရေးအခွင့်အရေးတန်းတူမှုမရှိရင်ဖက်ဒရယ်မဖြစ်နိုင်ကြောင်း NCA ထိုးထားတဲ့ပိုးမျိုးသားလွတ်မြောက်ရေးဖွဲ့ချုပ် PNLO NCAS ကဥက္ကဋ္ဌဗိုလ်မှူးကြီးခုံကာက CNN တင်ထတာကိုပြောပါရတယ်။လက်ရှိမြန်မာနိုင်ငံမှာဖက်ဒရယ်စနစ်ထက်ကျော်လွန်ပြီး Confederation အဆင့်တန်းရရှိထားတဲ့ EU တွေမှာဝါပြည်သွေးစည်းညီညွတ်ရေးတက်မတော် UWSA အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တက်မတော် Myanmar NDA တို့ဖြစ်ပါတယ်။တိုင်းဒေသလက်နက်ကိုင်တွေအခုရရှိထားတာတွေဟာဥပဒေကြောင်းနဲ့အညီမဟုတ်သေးဘဲအဆင့်ပြေသလိုနားလည်မှုပေးရတဲ့အဆင့်တွေပင် ြစ်ကြောင်းအဲဒါကြောင့်တရားဝင်ဖြစ်တဲ့အချိန်မှာတန်းကြီးရမှာဖြစ်တယ်လို့ဘုံမကြီးခွန်ကာက CNI သတင်းဌာနကိုပြောပါတယ်လရှိကျန်တော့ပုံလည်းပြောရင်တော့ကမောက်ကမအချိန်ပေါ့ဗျာဖြစ်ကျင်တာပဲဖြစ်နေတဲ့ကမောက်ကမအချိန်ပေါ့ဒါတော့ကမောက်ကမအချိန်ဖြစ်တဲ့အတွက်အခုပြရထားတဲ့တချို့ကခွင့်ရခံမများရတာတချို့ကတော့ဘာမှမရသေးဘူးတိုက်နေလေအဲ့ဒါတွေအားလုံးကိုပြန်ပြီးတော့တန်းကြည့်ရအောင်ပေါ့ 贷款这边钱嘛担心呀嘛，如果要来来呀，我们的账号呀，贷款呢，罗走路没来得了，我们的账号呢，你没好给入啊。身体的罗拿来莫背那个，身体完了请假吧。那个身体的罗拿来莫背那个，剩下来查我那的莫好包。这边了，我们的呢，你敢多买点？分出来，我们的话敢少买点了。那个也可以单独弄个了，敢不要嘛？我们拿分出来也没办法。那个那个也可以单独弄个新的了，分出来没钱来嘛？如果那些几年了。 么个嘛钱来的了？那个一个以，但都我们是，你是拿到最家了，我讲。 မြန်မာနိုင်ငံကိုဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုကိုတည်ဆောက်မယ်လို့ NCA ထိုးထားတဲ့လက်နက်ကိုင်အဖွဲ့အစည်းနဲ့အစိုးရတပ်မတော်ကြားသဘောတူထားကြသလိုနိုင်ငံရေးပါတီတွေကလည်းလက်ခံထားကြပါတယ်။ဒါပေမဲ့လည်း2021ခုနှစ်ဖေဖော်ဝါရီ၁ရက်နေ့နောက်ပိုင်းပြောင်းလဲလာတဲ့မြန်မာနိုင်ငံရဲ့အခင်းချင်းကြောင့်တချို့သောတိုင်းဒေသလက်နက်ကိုင်အဖွဲ့တွေကဖက်ဒရယ်စနစ်ထက်ကျော်လွန်က Confederation ဒါမှမဟုတ်တီးကြားလွတ်လပ်တဲ့နိုင်ငံတည်ထူထောင်ရေးဆိုတဲ့ယက်တီချက်တွေကိုထုတ်ဖော်ပြောကြားလာခဲ့ကြပါတယ်။ပြည်ထောင်စုအစိုးရဟာအကောင့်မို့လို့ကြောင့် Confederation Confederate ကိုမပေးဘဲဖက်ဒရယ်အဆင့်ကိုပဲပေးမယ်ဆိုရင်တပြေးညီပေးဖို့လိုအပ်ကြောင်း ီတောင်စုအစိုးရကလည်းဖက်ဒရယ်ထက်ကျော်လွန်နေတဲ့ကိစ္စတွေကိုညှိနှိုင်းဖို့လိုအပ်တယ်လို့တိုင်းလန်ရှမ်းပြည်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDP မှဥက္ကဋ္ဌဦးဆိုင်ထေအောင်က CNN သတင်းဌာနကိုပြောပါရယ်။ အဲ့ဒီကိစ္စနဲ့လည်းကံဖွဲ့စည်းပြီးအနေနဲ့တော့ဒီဖဲနဲ့ဟိုတောင်းဆိုလာတာကတော့ဒီ60နှစ်နောက်ပိုင်းပေါ့နော်ဒါပေမဲ့လည်းတောင်းချင်ချေကဦးရေရေးဆွဲပြီးတဲ့ခါကျတော့ကျွန်တော်ကိုပိုင်ဦးချုပ်ခွင့်နေပေးလိုက်တယ်ကိုပိုင်ဦးချုပ်ခွင့်နေပေးလိုက်တဲ့ခါကျတော့ဟွာအဓိကတော့ဟွာပေါ့ဗျာဒီကိုပိုင်ဦးချုပ်ခွင့်ပေးတဲ့အထဲမှာကျွန်တော်ဒီကကိုပိုင်ဦးချုပ်ခွင့်တက်ကိုကျော်လို့မြောက်ဆွဲတော့ confirmation တော့တယ်ဖြစ်တာကကျတော့အခုတိုင်းသားတွေရတယ်ဟွာကိုစာမီတာ time မှာတော့ကော်ဖီအဆင့်ကိုလူကျင်ကြတာဒီတိုင်းသားအေးလက်နက်ကင်ဖွဲ့စည်းပေါ့နော် ါမဲ့ပြည်ထောင်စုစိုးရမှာအားကောင်းဖို့တော့လိုတယ်။ဒါကြောင့် confederate ကိုမပေးဘူးဆိုတဲ့အဆင့်ကိုပဲပေးမယ်ဆိုတဲ့တတိညီပေးဖို့တော့လိုအပ်တာပေါ့။ပြည်ထောင်စုအစိုးရကနေပြီးမှအခုလည်းကြော်နုံနေတဲ့ကိစ္စလေးကိုသူကညှိနှိုင်းရမယ်။အဖွဲ့အစည်းပုံအခြေခံဥပဒေပါပါတဲ့ပေးရချက်တိုင်းကိုပဲပေးကြရမှာဖြစ်ပါတယ်။ချက်ကြော်နုံပြီးပေးမယ်ဆိုရင်တော့တိုင်းသားတွေကတစ်ဆင့်တစ်ဆင့်အားတောင်းဆိုလာကြမယ်လို့ကျွန်တော်အနေနဲ့ကပြောကြားလိုတာပါဗျာ။ အာရကတက်တော် AA ကဝါထက်မနိုင်တဲ့နိုင်ငံရေးအစင်တန်းမျိုးကိုယူမီဒါမှမဟုတ် Confederation Confederate အစင်တန်းကိုရအောင်ယူမယ်လို့ပြောထားပါဗျ။ကချင်လွတ်လပ်ရေးတပ်မတော် KIA ဒုက္ခတာဒုတိယဗိုလ်ချုပ်ကြီးကွမ်မော်ကလည်းတိုင်းသားတွေက2025ရောက်လာတဲ့အခါမှာ Federal ထက်ကျွလွန်တဲ့စဉ်းစားချက်တွေရှိလာမယ်လို့ထုတ်ပေါ်ပြောကြားထားပါဗျ။အဲ့ဒီအပြင်တန်အမ်းမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA အထွေထွေအတွင်းရေးမှူးဗိုလ်ချုပ်တာပုံကျော်ကလည်းနိုင်ငံတစ်ခုအထိတည်ထောင်မှုအခြေအနေဖြစ်လာရင်အစင်သင်းဖြစ်အောင်ပလောင်လူမျိုးတွေလှုပ်ထားရမယ်လို့2022ခုနှစ်ဩဂတ်16ရက်ကပြောခဲ့ပါဗျ။နာဆာကဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမေအောင်လိုင်ကတော့ညဉ့်ညဉ့်ဆွေးနွေး ်မှုတွေမှာတိုင်းသားလက်နက်ကင်တပ်ဖွဲ့တွေအနေနဲ့တိုင်းသားတို့ရဲ့အရေးကိုသာတောင်းဆိုလျက်ရှိပြီးဒေသအရေးကိုတောင်းဆိုမှုအားနဲ့ရောလူတစုကိုကူစားပြုတဲ့အဖွဲ့အစည်းတွေဖြစ်လို့မရပဲဒေသကိုကူစားပြုတဲ့အဖွဲ့အစည်းတွေဖြစ်ဖို့လိုကြောင်းပြောကြားခဲ့ပါတယ်။အဲ့ဒီအပြင်တိုင်းသားလက်နက်ကင်တွေရာကိုပိုင်နေမီတွေရရှိရေးကြိုးပမ်းနေကြတာကြောင့်စစ်ပွဲဆက်ဆင်နွှဲရမယ်လို့လည်းပြောထားပါတယ်။ဆောက်လုပ်ရေးသုံးပစ္စည်းတွေကိုလိုအပ်ချက်အပေါ်မူတည်ပြီးတော့တင်သွင်းခွင့်ပြုတင်တယ်လို့ မြန်မာနိုင်ငံဆက်လုပ်ရေးလုပ်ငန်းရှင်များအတင်းချုပ်မှာအထွေထွေတွင်းမှုချုပ်ဦးမြင့်မြင့်ကပြောတဲ့သတင်းကိုလည်းဆက်လက်ရှုစားလိုက်ရအောင်ပါဆက်လုပ်ရေးသုံးပစ္စည်းတွေလိုအပ်ချက်များပြလျက်ရှိတာကြောင့်တင်သွင်းခွင့်ကိုတိကျစွာခွင့်ပြုပေးမယ်ဆိုပါကလက်ရှိကြုံတွေ့နေရတဲ့ပြဿနာတွေရောနေသွားနိုင်တယ်လို့မြန်မာနိုင်ငံဆက်လုပ်ရေးလုပ်ငန်းရှင်များအတင်းချုပ်မှာအထွေထွေတွင်းမှုချုပ်ဦးမြင့်မြင့်ကစီရင်တဲ့သတင်းဌာနကိုပြောပါရယ်လက်ရှိဆက်လုပ်ရေးသုံးပစ္စည်းတွေလိုအပ်ချက်ဟာပြည်တွင်းကထုတ်လုပ်နိုင်တဲ့နှုတ်နဲ့ကွာဟမှုတွေရှိနေကြောင်း ဒါကြောင့်လိုအပ်တဲ့ပမာဏကိုတင်သွင်းခွင့်ပြုလိုက်မယ်ဆိုပါကပြည်လဲသွားမယ်လို့ထင်ကြောင်းသူကပြောပါဗျ။အဓိကကတော့နန်းနန်းဆိုင်ရာနေနေတော့ UMS CDI ပါပဲเนาะ။တောက်လို့ပြည်သူနေနေနေရဖို့ဆိုရင်စီးပွားရေးလုပ်ရအရှိပါတယ်။အဲ့ခါကျတော့အဓိကကတော့နိုင်ငံတွင်းမှာလူနေတဲ့ဟာတွေရောအင်းဖို့ဒီချာပေးပေးလိုက်တယ်ဆိုတော့ဟိုကလက်တော်တော့ကျွန်တော်လေတောက်လို့ပြည်သူပြန်လာလို့ပြန်လာတော့ရောနေသွားမယ်လို့ထင်ပါတယ်။ ဘာလို့ဆိုတော့ဒီထဲမှာထုတ်လုပ်နေတဲ့ဟာတွေကလည်းဟိုသူ့ရဲ့အတိုင်းအတာ limit တစ်ခုပဲရှိတော့တယ်။အဲ limit နဲ့ထပ်ပြီးတော့ဥမာတန်ရင်ပပေါင်းလိုတာကိုမာဒီထဲမှာ9000လောက်ပဲထုတ်နိုင်တယ်ပေါ့9000လောက်ပေးလို့ယူလိုက်တာယူနေသွားမယ်လို့ထင်တယ်2021ခုနှစ်ကနေ2024ခုနှစ်ဇူလိုင်လအတွင်းဘီလက်မြေတန်ကျိန်9300ခန့်ကိုသာကန့်သက်ချက်တွေနဲ့ပြပကနေတင်သွင်းခွင့်ပြုခဲ့တာပါလက်ရှိငလျင်ဘေးတန်တင်ကာလမှာဘီလက်မြေအပအဝင်း တခြားဆောက်လုပ်ရေးတုံးပစ္စည်းတွေကိုအခုထက်ပိုမိုတင်သွင်းခွင့်ပြုပေးဖို့လိုတယ်လို့စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကထောက်ပြကြပါတယ်။အစိုးရပိုင်သတင်းဌာနတွေမှာနိုင်ငံခြားကပြည်လက်မြေတွေမကြခင်ရောက်တော့မှဖြစ်ပြီးပြည်တွင်းထုတ်ပြည်လက်မြေတွေကိုငလျင်တန်သစ်ဒေတာတွေမှာရောင်းချပေးမယ်လို့ကြေညာထားသလိုကော့တောင်းနယ်စပ်ကုန်သွယ်ရေးစခန်းကနေတဆင့်ပြည်လက်မြေတင်သွင်းမှုတွေကိုခွင့်ပြုပေးနေကြောင်းလည်းသိရပါတယ်။ဒါအပြင်မြန်မာနိုင်ငံအတွက် တန်နဲ့တန်မဏိလိုအပ်ချက်ရဲ့62ရာခိုင်နှုန်းခန့်ကိုတော့ပြပကနေတင်သွင်းနေရကြောင်းနှစ်စဉ်တန်တန်မဏိအပါအဝင်ဆက်ဆက်ပစ္စည်းတန်ကျိတ်3တန်းခန့်တင်သွင်းလျက်ရှိရမှာလာမယ့်2030ခုနှစ်ကနေစတင်ကတန်မဏိလိုအပ်ချက်ဟာတစ်နှစ်ကိုတန်ကျိတ်9.4တန်းခန့်အထိတိုးတက်လာပွဲရှိကြောင်း မြန်မာနိုင်ငံတံမိလုပ်ငန်းရှင်များအသင်း MISA ထံမှသိရပါဗျ။လက်ရှိမှာဆက်လုပ်ရေးလုပ်ငန်းတွေမှာဖက်ပေါင်းဆောင်ကနေကြုံတွေ့နေရတဲ့အခက်အခဲတွေကြောင့်စီးပွားရေးအတွက်လုပ်ငန်းလေပတ်ဖို့အချိန်ကိုစောင့်ဆိုင်းရတာနေကြလျက်ရှိတယ်လို့ရွှေကပောင်မောင်မောင်ဆက်လုပ်ရေးလုပ်ငန်းမှာဥက္ကဋ္ဌဦးမောင်မောင်ကစီရင်တဲ့တင်ထဏာကိုပြောပါဗျ။အခုငင်းနေတော့လည်းနည်းနည်းတုံ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 ဖြစ်သွားတာပေါ့။အလုပ်တွေကလည်းအလုပ်ရသွားတယ်။အလုပ်တွေလည်းပဲပထမပိုင်းကတော့အကုန်လုံးဟိုတိုင်းတစ်ပါးကိုခက်ကြတယ်လေ။ အဟိုစောင်းဒီမိသားစုအရေးဆိုပြီးတော့တက်တော့တကယ်ညမှာကြတော့လည်းလုံငန်းမျိုးမျိုးရှိတဲ့ခံကြတော့ပတ်စံနဲ့မျိုးမျိုးရကြတော့တော့ဘဝဒီဝင်ဝင်ထဲတော့သူကဟိုတားရပြောကြတယ်လေအဲ့ဒီအပိုင်းတော့ပါပဲကျွန်တော်တို့လုပ်ငန်းတွေကတော့တက်တော့ဟိုမလုပ်ကြဘူးကြမနေ့တော့ဟိုဆောင်းဆိုင်ပြီးတော့ဒီကနေသာတော့ရှိတယ်စူရီတော့အတင်းအရောင်းအရင်တော့တစ်ခါတည်းဟိုတက် ချဝိုင်းလုပ်ကြအောင်လုပ်ကြအောင်ဆိုတော့အင်းတို့ဒီတိုင်းအားတဲ့တော့ညော်နေသွားတာတော့မှမယ်လက်ရှိမှာငလီရဲ့နောက်ဆက်တွဲအနေနဲ့ဆောက်လုပ်ရေးသုံးပစ္စည်းဝယ်ယူရခက်ခဲမှုအပြင်တခြားကိစ္စတွေကြောင့်ဆောက်လုပ်ရေးလုပ်ငန်းတွေလေပတ်မှုနေပါနေကြောင်းလုပ်ငန်းရှင်တွေထံကလည်းသိရပါဗျ။အစိုးရကဘီလက်မြစ်တအိတ်ကို18000ကျပ်နဲ့ငလျင်ဘေးတင်အဆောက်အုံတွေကိုရောင်းချပေးဖို့နှုံထားတတ်မှတ်ထားပေမဲ့မြေပြင်မှာတော့ဝယ်ယူရခက်ခဲနေပြီ နှုံထဟာလည်းငွေကျပ်၄000အထိပေါက်ဈေးတွေရှိနေကြောင်းသိရပါဗျ။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ရောင်းလိုအားဝယ်လိုအားမမျှတတာကြောင့်တရားမဝင်ကုန်သွယ်မှုဖြစ်လာတာလို့စီးပွားရေးပညာရှင်တွေကထောက်ပြပြောဆိုလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။သတင်းပြည်သူကိုရှုစားလိုက်အောင်ပါ။ တရားမဝင်ကုန်သွယ်မှုဖြစ်ကြရဲ့အဓိကဟာဝဲလိုအားရောင်းလိုအားမမျှတာနဲ့အာဏာပိုင်အဖွဲ့အစည်းတွေရဲ့မူဝါဒတွေကြောင့်ဖြစ်တယ်လို့စီးပွားရေးလုပ်ငန်းရှင်တွေကထောက်ပြကြပါတယ်။ဒီ demand supply မျှအောင်ဆိုတာကဘယ်ထိသွားရမလဲဆိုရင်စီးပွားရေးစနစ်ထိသွားရမှာဒီကိစ္စကတော်တော်လေးကျယ်ပြန့်ပြီးအုပ်ချုပ်ရေးနေရာမှာလိုအပ်လို့စီမံတာဖြစ်ပေမဲ့စီးပွားရေးအမြင်မှာ ူကအတားအဆီးဖြစ်နေတာမျိုးရှိတာကြောင့်ဒီကိစ္စမျိုးကိုတေချာစီစစ်ပြီးပြန်စင်းစားမှာပဲပြဿနာက ပြီးမယ်လို့ပြောပါရယ်လက်ရှိမြန်မာနိုင်ငံမှာတရားမဝင်ကုန်သွယ်မှုတွေများပြားလာတာကြောင့်2025ခုနှစ်မတ်လမှာ တရားမဝင်ကုန်သွယ်မှုဖမ်းဆီးရမိမှုအများဆုံးဖြစ်တယ်လို့ NASA ကဒူအိုခရဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းက2025ခုနှစ်မေလ26ရက်ကပြောပါရတယ်။တရားမဝင်ကုန်သွယ်မှုတွေများပြားလာတာဟာအစိုးရကချမှတ်တဲ့မူဝါဒတွေကအဟန့်အတားဖြစ်ပေါ်လာပြီးရောင်းလိုအားနဲ့ဝယ်လိုအားမမျှတတာကြောင့်ဖြစ်တယ်လို့စီးပွားရေးလုပ်ငန်းရှင်တဦးက CNN သတင်းဌာနကိုပြောပါရတယ်။ဟုတ်ဒီဖြည့်ဆင်းနေဆိုတာကဘယ်လိုပြောမလဲဟိုဘယ်လိုပြောမလဲစာသင်ရရေဘွေးလိုက်ဆိုတော့မရဘူးလေအဲတော့ဒါကဟို ခုမှဖြစ်ဖို့တဲ့ကိစ္စတွေလည်းမဟုတ်ဘူးကျွန်တော်တို့ဟိုပေါ်ရမှာလည်းအများကြီးကြုံနေဘူးလားပဲဆိုတော့အခါကျတော့ဒီကတော့ကျွန်တော်တို့ကဟိုဘယ်လိုလုပ်ရင်အဆင်ပြေသွားမလဲဘယ်လိုလုပ်ရင်ဆင်သွားပြောလိုက်တာလည်းလွယ်လေးပဲဒါပေမဲ့ကျွန်တော်ပြောတဲ့အချိန်နဲ့ဖြစ်လာမှာမဟုတ်ဘူးပြောဖို့ကြောင့်လည်းခက်တာပေါ့ဒါပါတော့အချိန်ကအကြောင်းတရား root cause ကိုရှင်းနိုင်မှာ root cause ကအဓိကတော့ရောင်းလောဝယ်လောမမျှတာပဲပေါ့အဲ့ဒါမရှင်းနိုင်သေးဘူးနောက်နံပါတ်2ချက်ကဟိုရောင်းလောဝယ်လောမမျှတာဒါပထမအဆင်ပေါ့ဒုတိယအဆင်ကတော့ဟိုရောင်းလောဝယ်လောမမျှတဲ့အချိန်မှာပဲဘယ်လိုကောမလဲသူကသူတရင်းင်းနဲ့လဲပတ်နေတာရှိတာပေါ့အဲ့တော့ ူကသူ့မှာအဲ့ခေတ်ကအဲ့နေသားကြီးလိုက်ဆိုတော့အတားအဆီးတွေမရှိဘူး trade barrier ခေါ်တာပေါ့ဒီအကြောင်းအရာကိုမရှိမနဲ့ဆိုတော့ပြဿနာရှိတာပေါ့အာဆီယံအဖွဲ့ဝင်10နိုင်ငံအနေနဲ့မြန်မာနိုင်ငံအနေနဲ့တရားမဝင်ကုန်သွယ်မှုတိုက်ဖြတ်ရေးမှာအဆင့်၉သာရရှိနေတာကိုတွေ့ရှိရတဲ့အတွက်တရားမဝင်ကုန်သွယ်မှုတိုက်ဖြတ်ရေးလုပ်ငန်းတွေကိုအချိန်အဟုန်မြင့်ပြီးဆက်လက်ဆောင်ရွက်ဖို့လိုအပ်ကြောင်း NASA ကဒုက္ခရာကပြောပါတယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖြတ်ရေးနိုင်ငံပေါင်းစုံမဟာမိတ်အဖွဲ့ရဲ့2025ခုနှစ်ထုတ်ပြန်တဲ့တရားမဝင်ကုန်သွယ်မှုအညွန်ကိန်းဒု သားသင်25 electric engine မှာလည်းတရားမဝင်ကုန်သွယ်မှုတွေအလွန်အကျူးပြုလုပ်နေတဲ့ကဏ္ဍ12ရက်ဖော်ထုတ်ထားပါတယ်ဒီကိစ္စတွေမှာလေယာစိုက်ပျိုးရေးထုတ်ကုန်တွေစိုက်ပျိုးရေးသုံးဓာတ်ရုပ်ပစ္စည်းနဲ့ပို့သက်ဆေးတွေအရက်အတုအပကုန်စည်ပစ္စည်းတွေတစ်တော့ထွက်ကုန်တွေတရားမဝင်ငါဖန်စီမှုတွေရေနံထွက်ပစ္စည်းတွေဆေးဝါးတွေအဖိုးရန်တပ်ထူနဲ့ကြောင်မြတ်တွေဆေးရွက်ကြီးကုန်စည်တွေလူကုန်ကူးမှုတွေတော်ရန်တိရစ္ဆာန်တွေပါဝင်ကြောင်းသိရပါတယ် စီအန်အန်သတင်းဌာနရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးမှာပဲဖြစ်ပါတယ်။တရုတ်တရှို့လုံးမှုကိုတတိထားဖို့အိန္ဒိယက CCTV စီကံတိုးမြှင့်လိုက်တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။သတင်းပြည်စုံကိုရှုစားလိုက်အောင်ပါ။ တရုတ်ရဲ့စံပြားရှုပ်ထွေးတဲ့ထောက်လိုင်းကြီးဆွမ်းဆောင်ရည်တွေကိုတရီထားတဲ့အနေနဲ့အိန္ဒိယက CCTV ကင်မရာထုတ်လုပ်တဲ့ကုမ္ပဏီတွေကိုမကြသိမိကလုံခြုံရေးစည်းကမ်းအစ်စ်တွေချမှတ်ခဲ့တယ်လို့ရိုက်တာကဖော်ပြခဲ့ပါတယ်။အိန္ဒိယစည်းကမ်းထင်ထင်ရဲ့အဖွဲ့ကအစိုးရတက်ခွဲကန်တွေတရားဝင်မှတ်တမ်းတွေနဲ့ကုမ္ပဏီအီးမေးလ်တွေကိုလေ့လာကြည့်ရှုခွင့်ရဖို့အတွက် hardware, software နဲ့ကုတ်တွေတင်သွင်းမှု CCTV ကင်မရာထုတ်လုပ်တဲ့ကုမ္ပဏီတွေကိုမကြသိမိကလုံခြုံရေးစည်းကမ်းအစ်စ်တွေချမှတ်ခဲ့ပါတယ်။အဲ့ဒီလိုလုံခြုံရေးမူဝါဒချမှတ်ခဲ့မှုကြောင့် CCTV ကင်မရာထုတ်လုပ်တဲ့လုပ်ငန်းမှာထောက်ပံ့မှုပြတ်တောက်နိုင်တဲ့ တိပေးချက်တွေထွက်ပေါ်လာခဲ့ပါတယ်။အဲဒါကြောင့်စီကံထုတ်ပြန်မှုတွေပြည်တွင်းစျေးကွက်ကိုပြည်ပရှင်ပြိုင်မှုမှကာကွယ်တဲ့မူဝါဒချမှတ်မှုတွေပြုလုပ်နေတယ်။အိန္ဒိယဝန်ကြီးချုပ်မိုဒီရဲ့အဆိုအရအဖွဲ့နဲ့ပြည်ပကုမ္ပဏီတွေအကြားအငင်းပမှုတွေပုံမှန်မြင့်တက်စေခဲ့ပါတယ်။တေးဝရဲ့ထောင်လိုင်းရေးဆွမ်းဆောင်ရည်တွေကိုသတိထားတဲ့အနေနဲ့အိန္ဒိယကအဲ့ဒီလိုလုံခြုံရေးစီကံတွေတိုးမြှင့်လိုက်တာဖြစ်တယ်လို့မူဝါဒချမှတ်မှုမှာပါဝင်တဲ့အိန္ဒိယရာရှိသူကပြောကြားခဲ့ပါတယ်။2021ခုနှစ်ကမိုဒီရဲ့နှီးပညာဝန်ကြီးတူကအိန္ဒိယအစိုးရဌာနတွေမှာတက်ဆင်ထားတဲ့ကင်မရာတန်ခန့်ဟာ တရုတ်ကုမ္ပဏီတွေကထုတ်လွှင့်တဲ့ကင်မရာတွေဖြစ်ကြောင်းဗီဒီယို data တွေကိုပြပစာပါတွေကိုလွှဲပြောင်းပို့ဆောင်ခဲ့ပြီးလုံခြုံရေးအားနည်းချက်တွေရှိခဲ့ကြောင်းလွှတ်တော်မှာပြောကြားခဲ့ပါတယ်။အပီလာမှချမှတ်ခဲ့တဲ့စီကန်းချက်အစ်စ်တွေအရာတရုတ်ရဲ့ Hisvention ရှောင်မီနဲ့ဒါဟွာကုမ္ပဏီတွေတောင်ကိုရီးယားရဲ့ဟန်နွာကုမ္ပဏီအမေရိကန်ရဲ့ Motorola Solutions ကုမ္ပဏီတွေလို CCTV ထုတ်လွှင့်တဲ့ကုမ္ပဏီတွေဟာ အိန္ဒိယနိုင်ငံကို CCTV ကင်မရာတွေမယောင်းချမီအိန္ဒိယအစိုးရထံကင်မရာတွေစမ်းသပ်မှုအချက်အလက်တွေကိုတင်သွင်းရမှာဖြစ်ပါတယ်။အဲ့ဒီမူဝါဒကို AP9 ရဲ့ကလေးကအင်တာနက်နဲ့ချိတ်ဆက်ထားတဲ့ CCTV ကင်မရာတွေပြုလုပ်မှုဒါမှမဟုတ်တင်သွင်းဝယ်ယူမှုအလုံးအပေါ်ချမှတ်ခဲ့တာဖြစ်ပါတယ်။ တရှိုလောက်ခံရမယ့် NLA ကတော့အမြဲတမ်းရှိနေပါတယ်။ရန်သူတွေဟာအင်တာနက်နဲ့ချိတ်ဆက်ထားတဲ့ CCTV ကင်မရာတွေကိုထိန်ချုပ်နိုင်ပါတယ်။လုံခြုံရေးကိုတင်းကျပ်ဖို့လိုပါတယ်လို့2015ခုနှစ်မှ2019ခုနှစ်အထိအိန္ဒိယရဲ့စိုက်ဘာလုံခြုံရေးအကြီးအကဲဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ Gulshan Rain ကပြောကြားခဲ့ပါတယ်။အိန္ဒိယအရာရှိတွေက AP3 ရက်က Hanwha, Motorola, Bosch, Honeywell နဲ့ Xiaomi ကုမ္ပဏီတို့အပါအဝင်ပြည်တွင်းပြည်ပလုံခြုံရေးကင်မရာထုတ်လုပ်တဲ့ကုမ္ပဏီတွေရဲ့အလုံးမှုဆောင်လေးနဲ့တွေ့ဆုံခဲ့ပါတယ်။အဲ့ဒီတွေ့ဆုံမှုမှာကုမ္ပဏီအများစုကသူတို့ဟာစီကံအစ်စ်တွေကို လိုက်နာဖို့အသင့်မဖြစ်သေးကြောင်းပြောကြားခဲ့ပြီးအချိန်ဆွဲပေးဖို့တောင်းဆိုခဲ့ကြပါတယ်။ဒါပေမဲ့အိန္ဒိယအရာရှိတွေကအဲ့ဒီတောင်းဆိုချက်ကိုညှင်းဆိုခဲ့ပြီးအစိုးရရဲ့မူဝါဒဟာစစ်မှန်တဲ့လုံခြုံရေးပြဿနာကိုဖြေရှင်းမှုဖြစ်ကြောင်းနဲ့စီကံအစ်စ်တွေကိုလိုက်နာရမှာဖြစ်ကြောင်းပြောကြားခဲ့တယ်လို့အစည်းအဝေးမှတ်တမ်းမှာဖော်ပြခဲ့ပါတယ်။ ထိုင်းနဲ့ကမ်ဘောဒီးယားစစ်သားတွေအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်ဆိုတဲ့တင်းကိုလည်းဆက်လက်တင်ဆက်ပေးလိုက်ပါရစေ။ထိုင်းနဲ့ကမ်ဘောဒီးယားစစ်သားတွေအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့တနေ့ရှင်းကဖော်ပြခဲ့ပါရစေ။အဲ့ဒီပစ်ခတ်မှုမှာထိုင်းစစ်သားတွေကမိမိကိုယ်ကိုကာကွယ်ဖို့နဲ့ထိုင်းရဲ့အချုပ်အခြာအာဏာကိုကာကွယ်ဖို့အတွက်ပြန်လည်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ထိုင်းကာကွယ်ရေးဝန်ကြီးဖွန်တန်ဝီချာရာချိုင်းကပြောကြားခဲ့ပါရစေ။မေလ28ရက်နေ့နဲ့အစောပိုင်းကဥပုံရချတာနီမြို့ချွန်ဘော့နေဆက်ကိမှာထိုင်းနဲ့ကမ်ဘောဒီးယားစစ်သားတွေအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဖွန်တန်ကအတည်ပြုခဲ့ပါတယ်။အဲ့ဒီနယ်စပ်ဒေသဟာနှစ်နိုင်ငံကြားပိုင်ဆိုင်မှုအငင်းပွားနေတဲ့ဇုံတစ်ခုဖြစ်ပြီးကမ္ဘောဒီးယားဟာအရင်ကချွန်ပေါ်နယ်စပ်ရဲ့ Hill 745ဒေသမှာကရုတ်ချင်းတစ်ခုတူခဲ့ကြောင်းအခုဖြစ်စဉ်ဟာအငင်းပွားနေတဲ့ဒေသကိုပိုင်ဆိုင်ကြောင်းကြေညာထားတဲ့ကမ္ဘောဒီးယားကစစ်သားတွေကိုဖျက်ချက်ချထားမှုဒုတိယအကြိမ်မြောက်ဖြစ်စဉ်လို့ဖွန်တန်ကရှင်းပြခဲ့ပါတယ်။အဲ့ဒီအချိန်အတော်အတွင်းထိုင်းစစ်သားတွေကအဲ့ဒီဒေသကိုကင်းလေချိန်မှာပြစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီးကမ္ဘောဒီးယားဘက်ကအရင်စတင်ပြစ်ခတ်ခဲ့တယ်လို့သူကပြောပါတယ်။ ပြစ်ခတ်မှုဖြစ်ပွားခဲ့တဲ့နောက်ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဘိုဂျိုဂျီတီဆိုင်ဟာရဲ့လက်ထောက်ကထိုင်းကာကွယ်ရေးဝန်ကြီးဌာနဒုဝန်ကြီး နတပွန်းနပါနစ်ကိုဖုံးခေါ်ခဲ့ပြီးနှစ်ဖက်စလုံးကတင်းမာမှုတွေကိုရှင်းချဖို့ပြောကြားခဲ့ပါတယ်။အခုဖြစ်စဉ်မှာထိုင်းတပ်ဖွဲ့ဝင်တွေဘက်ကထိခိုက်တိုက်စုံခဲ့တဲ့သတင်းတွေထွက်ပေါ်ခဲ့ခြင်းမရှိပါဘူး။လက်ရှိမှာထိုင်းနဲ့ကမ္ဘောဒီးယားတပ်ဖွဲ့တွေကအဲ့ဒီနယ်စပ်ဒေသမှာတပ်ဖြန့်ထားစေဖြစ်ပါတယ်။ထိုင်းရဲ့အချုပ်အခြာအာဏာနဲ့မိမိကိုယ်ကိုကာကွယ်ဖို့မဖြစ်မနေပြန်လည်ပြစ်ခတ်ခဲ့ရတယ်ဆိုတဲ့သတင်းကိုကျွန်တော်ရခဲ့ပါတယ်။သတိရှိဖို့ညွှန်ကြားထားပါတယ်။အပြစ်ခတ်ရစဲသွားပြီးမယ်နှစ်နိုင်ငံစလုံးကရင်ဆိုင်နေရတဲ့အနေအထားမှာရှိနေစေဖြစ်ပါတယ်။ ူရီးယားပူဂျိုကြီးပွန်ဆင်ဘက်ကလန်ကိုလည်းအဲ့ဒီနေရာမှာတက်ဆွဲခိုင်းထားပါတယ်လို့ဖွန်တန်ကပြောကြားခဲ့ပါတယ်ကမ္ဘောဒီးယားစစ်သားတွေက2000ပြည့်နှစ်ကချုပ်ဆိုခဲ့တဲ့နားလည်မှုစာကြုံလာကိုချိုးဖောက်ပြီးအဲ့ဒီဒေသကိုဝင်ရောက်ခဲ့တာရှိမရှိမေးမြန်းခံရချိန်မှာဖွန်တန်ကအဲ့ဒီဒေသကိုတရားဝင်နေဆက်စီမဆဲရသေးပဲပိုက်ဆံချောင်းသဘောတူညီချက်လည်းမရှိကြောင်းပြောကြားခဲ့ပါတယ်။ထိုင်ဝမ်ကိုတရုတ်ကမကြခင်အချိန်အတွင်းတိုက်ခိုက်ဖွယ်မရှိဟုပြည်တွင်အခြေစားကျွမ်းကျင်ပညာရှင်အဖွဲ့ကတတိပေးခဲ့တဲ့သတင်းကိုလည်းတင်ဆက်ပေးလိုက်ပါရစေ။ တေယုတ်ပြည်သူလွတ်မြောက်ရေးတပ်မတော် PLA ဟာမကြခင်အချိန်အတွင်းတိုက်ခိုက်ပွဲမရှိကြောင်း ပြီးတဲ့ရင်ခြေဆိုင်ကျွမ်းကျင်ပညာရှင်အဖွဲ့ကတတိပေးခဲ့တယ်လို့ South China Morning Post ကဖော်ပြခဲ့ပါတယ်။ဒါပေမဲ့လည်းတိုက်ခိုက်နိုင်ခြင်းမရှိလို့တုံ့တက်လို့မရကြောင်းအဲ့ဒီပညာရှင်အဖွဲ့ကပြောပါတယ်။ American သမ္မတ Donald Trump လက်ထက်မှာ American နဲ့နားလည်မှုလွဲမှာခြင်းအဆက်အသွယ်ပြတ်ခြင်းစတာတွေဟာအန္တရာယ်များကြောင်းတရုတ်ဟာ Taiwan ကိုမကြခင်အချိန်အတွင်းတိုက်ခတ်ပွဲမရှိလို့ London အခြေစိုက်နိုင်ငံတကာမဟာပြူဟာလေ့လာရေး Institute INSS ကတတိပေးခဲ့ပါတယ်။ American တရုတ်ဆက်ဆံရေးဟာ27ရာစုအတွင်းအတင်းမာဆုံးအခြေအနေကိုရောက်ရှိနေတယ်လို့လည်း INSS ကမေလ28ရက်မှာထုတ်ပြန်တယ်။အာရှပစိဖိတ် ဒေတာအတွင်လုံခြုံရေးခန့်မှန်းချက်မှာဖော်ပြခဲ့ပါတယ်။စင်ကာပူနိုင်ငံမှာစင်ကာပူနဲ့ ISS တို့ပူးတွဲခြင်းပါတယ်။အာရှရဲ့နှစ်ပတ်လည်ကာကွယ်ညီလာခံဖြစ်တဲ့ Shangri-La Dialogue ညီလာခံမတိုင်မီအဲ့ဒီထုတ်ပြန်ချက်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။အမေရိကန်နဲ့တရုတ်ကြားကုန်သွယ်ရေးနီးပညာနဲ့ထိုင်ဝမ်အရေးလိုအရေးကိစ္စတွေနဲ့ပတ်သက်ပြီးတင်းမာမှုတွေဟာအပြန်အလှန်ယုံကြည်မှုမရှိခြင်းဆွေးနွေးပွဲရန်ရရီအားနေခြင်းတို့ကြောင့်ဖြစ်တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါတယ်။အရင်အမေရိကန်သမ္မတဂျိုးဘိုက်ဒန်အဆိုရလက်ထက်ကအမေရိကန်နဲ့တရုတ်ကြားစစ်တပ်ချင်းချင်းဆွေးနွေးမှုတွေပြန်လည်ပြုလုပ်မှု ယူကလီးယားဆိုင်ရာဆုံးဖြတ်ချက်ချမှတ်မှုမှာ AI ပညာကိုထည့်သွင်းခြင်းမပြုဖို့သဘောတူညီမှုရရှိခြင်းတို့အပါအဝင်နှစ်နိုင်ငံဆက်ဆံရေးအနေငယ်တိုးတက်ခဲ့တယ်လို့ပြောပါရယ်။ဒါပေမဲ့ထရန့်ရဲ့ဒုတိယတက်တန်အတွင်းအင်အားကြီးနှစ်နိုင်ငံကြားမဟာပြူအမြောက်ဦးတည်ချက်ဟာတိတိတသာပြောင်းလဲသွားပွဲမရှိကြောင်း INSS ကပြောကြားခဲ့ပါရယ်။ ထရန့်ရဲ့ပထမတက်တန်းဖြစ်တဲ့2019ခုနှစ်ကနေ2021ခုနှစ်ကြားအမေရိကန်ဟာသူ့ရဲ့ပထမဆုံးအင်ဒိုပစိဖိတ်မဟာဗျူဟာကို2019ခုနှစ်မှာစတင်လှုပ်ဆောင်ခဲ့ပါတယ်။အင်ဒိုပစိဖိတ်ဟာအမေရိကန်ရဲ့ဦးစားပေးဒေသဖြစ်လာတယ်ဆိုတာရှင်းလင်းစွာပြသခဲ့ပါတယ်။အဲ့ဒီဒေသမှာတရုတ်ရဲ့ဩဇာလွှမ်းမိုးမှုကအမေရိကန်နဲ့ဒေသတိုင်းအခြားနိုင်ငံတွေရဲ့အကျိုးစီးပွားတွေကိုရော့ကျစေတာကိုအတိမတ်ပြုတဲ့အနေနဲ့အဲ့ဒီမဟာဗျူဟာကိုကျင့်သုံးခဲ့တာဖြစ်ပါတယ်လို့ INSS ရဲ့ထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါတယ်။ ီယနာသတင်းဌာနရဲ့နောက်ဆုံးသတင်းတပုတ်အနေနဲ့အားကစားသတင်းကိုတင်ဆက်ပေးမှာပါ။ Conference League ဖလားရယူပြီး Chelsea အသင်းဟာဥရောပကလပ်ဖလားအလုံးကိုရယူနိုင်တဲ့ပထမဆုံးအသင်းအဖြစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ဆွေသတင်းပဲဖြစ်ပါတယ်။ လူပွဲမှာဗတ်စ်အသင်ကို၄ဂိုးတကူနဲ့အနိုင်ရကာချန်ပီယံဆူပလာရယူနိုင်ခဲ့တဲ့နောက်ဥရောပကလပ်ဖလားအားလုံးကိုရယူနိုင်တဲ့ပထမဆုံးအသင်းဖြစ်စံရင်သစ်တင်နိုင်ခဲ့ပါလေဒီပွဲမှာဗတ်စ်အသင်ဟာပွဲချင်း၉မိနစ်မှာကလေးကချက်စီအသင်ကိုဦးဆောင်ကိုတွေ့နိုင်ခဲ့ပြီး64မိနစ်အထိတကူကိုမရှိနဲ့အနိုင်ရနေခဲ့တာပါဒါပေမဲ့ချက်စီအသင်အတွက်ပွဲချင်း65မိနစ်မှာအန်ဆိုဖာနန်ဒက်စ်ကခြေပါကိုတွင်ပြီးမိနစ်80မှာဂျက်ဆန် 83မိနစ်မှာဆန်ချိုနဲ့မိနစ်90ပြည့်ပြီးနောက်ကျင်အချိန်ပိုတက်မိနစ်မှာကန်စီတိုကအနိုင်ကိုသွင်းယူပေးခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့်ချက်စီအသင်းအားပတ်တည့်အသင်းကိုဂိုးပြတ်နိုင်ရပြီး Conference League ဖလားကိုရောက်နိုင်ခဲ့တာပါ။ချက်စီအသင်းအား Conference League ဖလားမတိုင်မီက Champions League, Europa League, Super ဖလားနဲ့ Cup Winners Cup တို့မှာလည်း Champions League တွေရောက်နိုင်ခဲ့တဲ့အတွက် UEFA ကလပ်ပြိုင်ပွဲ၅ခုစလုံးမှာချန်ပီယံဆုရောက်နိုင်တဲ့ပထမဆုံးအသင်းဖြစ်ဆန်ကျင်သစ်ရေးထိုးနိုင်ခဲ့ပါတယ်။ ချက်စီးတင်နီးပြမာရက်စကာက conferently plus အောင်မြင်မှုဟာအတင်းအတွက်နောက်ထပ်စုပလားတွေရယူနိုင်ဖို့စမှတ်ဖြစ်တယ်လို့ယုံကြည်နေတာပါမာရက်စကာကအနိုင်ရတဲ့စိတ်ဓာတ်ကိုတိဆောက်ဖို့ဆိုရင်ပွဲတွေကိုအနိုင်ရဖို့လိုသလိုပြိုင်ပွဲတွေမှာစုပလားတွေရယူနိုင်ဖို့လိုပါတယ်ဒီစုပလားကကျွန်တော်တို့ကိုပိုပြီးကောင်းအောင်လုပ်နိုင်မယ်ဆိုတာသိကြပါဗျာ ကျွန်တော်အတွက်တော့ဒီရာဒီမှာအတင်းလုံနိုင်ခဲ့တဲ့အရာအတွက်ခုံယူပြီးကျွန်တော်တို့ကအများကြီးတိုးတက်လာခဲ့ပါတယ်။ဒါကကျွန်တော်တို့ရဲ့စမှတ်ဖြစ်ဖို့မျှော်လင့်နေလို့ပြောခဲ့တာပါ။ချက်စီးအတင်းရအတင်းဖန်ရှင် .pole ဥဆောင်တဲ့အစုဖွဲ့လက်ထက်မှာပထမဆုံးစုဖလားရယူနိုင်ခဲ့တယ်လို့ Premier League ကနေလာမယ့်ရာဒီ Champion League ပြိုင်ပွဲရှင်ပြိုင်ပွဲလည်းရရှိထားတာပါ။ဗတ်တဲ့အတင်းကတော့ပထမဆုံးရှင်ပြိုင်ခဲ့ရတဲ့ဥရောပဖလားပိုလူပွဲမှာရှုံးနိမ့်မှုနဲ့ကြုံတွေ့ခဲ့ရပါတယ်။ချက်စီးအတင်းရနွေရာဒီမှာကျင်းပမဲ့ FIFA Club ကမ္ဘာဖလားပြိုင်ပွဲကိုလည်းဝင်ရောက်ရှင်ပြိုင်ရမှာဖြစ်လို့ဒီပြိုင်ပွဲအတွက်ပြင်ဆင်မှုတွေပြုလုပ်ရအောင်မှာဖြစ်ပါတယ်။ စီနိုင်သတင်းဌာနရဲ့2025ခုနှစ်မေလ29ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးပဲတရားပြောရှင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။